မော်နီပါမော်နီမော်နီမာမအဲ့ရနိုးပြီမလားနိုးပြီနိုးပြီမတော်တော်မော်နီပါစတော်မနေ့ဆိုဟုတ်တယ်မနေ့ဆိုရေးထားနိုင်ဆိုနိုးနေပြီစီကန်ရှိရှိအိတ်တယ်တကောင်းရပို့တယ်ဆိုကိုစောစုံမြင်ရဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ညမိုးချုံမဆိုရင်ညီမလေးနင်းဖြစ်ဘူးလေဟုတ်တယ်စောစောအိတ်တယ်စောစောအိတ်ကိုနိုင်ကိုနိုင်ခွဲဆိုလို့ရှိရင်ညတော့အိတ်နိုင်ဆုံးငိမ့်တော့ပါလေငိမ့်တော့အဲ့အလေးကျင်ကောင်းလို့ဟုတ်တယ်ဟုတ်တယ် ပြန်တင်ရမယ်နော်တကယ်ချင်းနေနဲ့အပြင်နေပါတယ်တောင်းဖို့ကြာလို့တစ်ခါကျရင်သိစင်မပြေပဲကိစ္စတော့ရှိအောင်အများစုကကြာတော့အမတို့လည်းတူတူပါပဲညာဘက်ဆိုလို့ရှိရင်ဖုန်းတွေတုံးပြီးတော်တော်နဲ့မအိပ်ဖြစ်ဘူးမနေ့ဆိုလို့ရှိရင်အလောက်ရှိမှမဖြစ်မနေမှသာထတယ်ညာဆိုညာလေးအားလုံးနဲ့ကွဲထွက်နေရပေါ့ဟုတ်တယ်ဒီနေ့အင်ကြီးတွေကစာကွဲထွက်နေတယ်ပေါ့လာနေလာနေဆုံးဆုံးစီးထတော့အချိန်ပိုရတာပေါ့အဲ့ဟုတ်တယ်အချိန်ပိုရအချိန်ပိုရတယ်တခုတော့ရှိတယ်အဲ့ဆော့ဆော့စီးထအဲ့ရနော်ကလည်းဆိုမှ breakfast စားခြင်းပြီးစားလိုက်တဲ့ခါကျတော့မနေ့9နိုင်လောက်ဆိုနေ့လေသာဘိုက်စားနေပြီအော်အဲ့တခုတော့ ှိတယ်ဟုတ်တယ်နော်ဒီလည်းစာ9နိုင်ယူစာစီကြောင်းဟောဘယ်နဲ့တောင်စာမလို့တော်နည်း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 ခဏခဏစာရပါဒီနေ့ပြောမဲ့အကြောင်းကလည်းလည်းပြောင်းလိုက်ကောင်းလို့ဆောက်ကြောင်းမပြောလိုက်ကြဘူးလို့ဆိုတာတကယ်တော့တောင်းတော့ဒါအဲပြောမဲ့ဆိုပြီးတော့တိုင်ပင်ထားအချစ်ကြောင်းပေါ့အချစ်ကြောင်းအချစ်ဆိုပေမဲ့ဟိုအကုန်လုံးနဲ့သက်ဆိုင်တဲ့အကြောင်းပါဆိုတော့တို့တွေဟိုအချစ်ခံနေကြရပေါ့နော်လူတိုင်းကအချစ်ခံနေကြတမိစားမဟုတ်ဘူးချစ်ခံနေတယ်ဆိုတဲ့နေရာမှာ bear relationship နဲ့မဆိုလို့ရှိရင် ကိုယ်ကချစ်ပေးတယ်လို့ကိုယ်ကိုလည်းပြန်ချစ်ခံကျင်တာပဲเนาะအဲ့တော့ဘယ်လိုမျိုးနီလန်းကတကယ်ချစ်ခံမှုမှန်ကန်တဲ့နီလန်းဖြစ်မလဲပေါ့အဲ့ဒါလေးတိုင်မြင်ကြမယ်ပေါ့တိုင်မြင်ကြမယ်ဒါအလုံးပြိသက်တွေနဲ့တူတူလည်းဆွေးနွေးမယ်ပေါ့เนาะဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့တော့ကောင်းစီစားစင်းတာပြောပြပါဦးအချစ်ခံအောင်ဘလို့ဘလို့နေရလဲဒီလိုပေါ့အမရဲ့ဟုတ်ပါဘူးစမနောကဒီအချစ်ခံအောင်ဘလို့နေရမလဲစမ ဟိုကိုထင်နာလေးကိုပြောကြည့်မယ်ပေါ့နော်ကိုထင်နာလေးရောတချို့အဲအเจ้าရလေးဖတ်ထားတာလေး vlog လေးတွေဖတ်ထားတာရောဘာရောအဲ့ဒါကိုပြောပြချင်တာအချစ်ခံရဖို့ဆိုတာလေမိသားစုမှာလည်းကိုချစ်စေချင်တယ်ကိုကိုအချစ်ခံရတဲ့ဒီသားသမီးတယောက်ဖြစ်ချင်တယ်ပေါ့နော်ဆွေမျိုးတွေမှာဆိုလို့ရှိရင်လည်းကိုကိုချစ်တာကိုသဘောကျတယ်အဲကိုချစ်သူရည်စားမှဆိုလည်းဒါဘာလို့မဆိုကိုကိုရမ်းချစ်တာကိုသဘောကျတယ်ပေါ့နော်ဆိုတော့ကိုကိုချစ်တဲ့ဟာကိုဖော်ပြတဲ့နီလန်ကတော့မိသားစုချစ်သူရည်စားဦးလေးအတော်အစားရှိတဲ့ဖြစ်တငယ်ချင်းတူတော့မတူနိုင်ဘူးပေါ့ဒါပေမဲ့လေ ကိုကိုကိုမချစ်ဖဲနဲ့နေမယ်ဆိုရင်တခြားသူတွေရောကိုကိုချစ်ပါမလားပေါ့နော်အဲ့ဒါလေးကိုခုနလည်းဟိုပြောပြရင်းနဲ့စဉ်းစားမိတာပေါ့နော်အမကပြောထင်တယ်အမတော့ဟိုအမလည်းဟိုတလောကပေါ့နော်စာလေးတစ်ခုတွေ့တဲ့အခါမှာဘာလဲဆိုတော့ तू ကတော့အမတို့ချစ်သူကြီးသား relationship ကိုချပြထားတာအဲ့လိုမျိုး relationship တစ်ခုမှာအမတို့တွေကဘယ်သူမှမဆိုတော့အထူးသဖြင့် main ကလေးတွေကပို့ပြီးတော့အချစ်ခံနေကြရတယ်เนาะအဲ့ခါကျတော့ အများစုသိတဲ့မတို့တောက်လျှောက်အာရင်းနှီးနေတဲ့ပုံစံကြတော့သူကိုယ့်အချင်းအောင်ကိုကသူ့ကိုချစ်ပြမယ်သူလိုချင်တာလည်းကိုဖြည့်ဆည်းပေးမယ်စသဖြင့်ပေါ့သူလိုအပ်တဲ့အချိန်မှာကိုကအနားမှာရှိနေပေးမယ်အကျဉ်းမြင့်အားဖြင့်ဒါပေမဲ့အဲ့ဒါမှန်သလားဆိုတော့အပြည့်ဝတော့မမှန်ကန်ဘူးသူပြောထားတဲ့စာရဆိုလို့ရှိရင်သူများကကိုယ့်ချစ်ဖို့ဆိုတာကိုကိုယ်တိုင်းကကိုယ့်ကိုချစ် ချစ်တတ်မှသူများကကိုယ့်အချင်းမှာမသဘောကျသွားအဲ့ဒီချက်ကိုအခါကြလို့ရှိရင်အထူးသဖြင့်အရန်ချစ်တတ်တဲ့သူတွေမိန်းကလေးမှမဟုတ်ပါဘူးယောက်ျားလေးလည်းအတူတူပဲလူစုံတယောက်ကိုကိုကတကယ်ကို following လက်ဖြစ်ပြီးတော့သူ့အတွက်ကြီးပဲကိုကသူ့အတွက်မရှိမဖြစ်ကိုကအမြင်နဲ့ဖြည့်ဆည်းပြီးတဲ့အခါကျရင်လူတွေကဒါကိုအကျင့်ကြီးတစ်ခုလိုမျိုးတတ်မမထားတော့ဘူးနားမလဲတော့ဘူးအဲ့ဒါမျိုးဖြစ်တတ်ကြတယ်ဆိုတော့ပြီးသူတို့က တို့ကဒီပုံစံတစ်ခုတို့ကအသားကျသွားတဲ့အတွက်တို့မှားနေရလဲတို့ကမတိကြတော့အဲ့ခါကျရင်ကိုတံမို့တို့နားမလဲတော့ဘူးပေါ့နော်ဆိုတော့တကယ်တမ်းကမှန်ကန်တဲ့ပုံစံအရဆိုလို့ရှိရင်ကိုကိုရိုင်းကကိုကိုမှန်မှန်ကန်ကန်ချစ်ပြမှပဲတစ်ဖက်လူကလည်းကိုကိုချစ်တက်လာမယ်လို့အမတော့အဲ့လိုမျိုးတွေးမိတယ်မှန်တယ်လေနော်ဟုတ်တယ်ဟုတ်တယ်မဆွလက်ပြောရလဲမှန်တယ်ဘာလို့ဆိုတော့ကိုဘက်ကနေပြီးတော့ကိုကဘလို့အချစ်ခံနေတာလဲပုံမူတည်ပြီးတော့ကိုကိုကိုလည်းချစ်ပေးရမှာပေါ့နော်ကိုကိုကိုချစ်ပေးရမယ်ဆိုတဲ့အထဲမှာလည်းကိုကိုကို အရေးအချင်းအရေးအသွေးပြည့်ဝတဲ့သူဖြစ်အောင်တော့လုပ်ရမယ်လို့ထင်တာပဲဟုတ်တယ်အဲ့ဒါမှလည်းအာချစ်ချင်းတရားဆိုတာလည်းအချစ်ကြီးပဲပြောနေလို့မရဘူးလေနော်အာကို့မှာကို့ရဲ့ယုံကြည်မှုရှိရမယ်မိန်းကလေးတယောက်အနေနဲ့ယုံကြည်မှုရှိရမယ်နေပုံထိုင်ပုံအဲဒီလိုပုံစံမျိုးကအစအကျင့်စာရိတာအစအဲ့လိုပြည့်ပြည့်စုံစုံဘက်ပေါင်းဆိုတာနေမိန်းကလေးတယောက်ကထင်းထင်းသိမ်းနဲ့ရှိနေမယ်ဆိုရင်အဲကို့ကိုချစ်လာမယ်သူကလည်းအော်ဒီလိုပုံစံမျိုးပါလားဆိုပြီးတော့သူ့ကို့ပုံစံကိုသူချစ်လာမှာ ်တယ်ပို့ပြတော့မူထားလားဘောနော်အဲ့ခါကျရင်ပို့ပြီးတော့အချစ်ခံရမယ်လို့ထင်တာပဲစဉ်းထင်တာတော့ဟုတ်တယ်နော်ဟုတ်တယ်အလိချင်းနေ အဲကိုရဲ့အရေးသွေးကြီးပုံပြီးတိုးတက်လာတယ်ခင်ဗျဟုတ်တယ်ဟိုတွားပြီးတော့တယောက်နဲ့တယောက်ပြိုင်ပွဲဝင်နေဖို့ပြောတာမဟုတ်ပြင်မယ်ကိုရဲ့တနှစ်တာပေါ့နော်ကိုရှိတဲ့24နာရီမှာကိုကအဲ့ရထချင်တဲ့အချိန်ကြတော့မှထမယ်အဲဒါပါတော့လေဝိတ်ကြချင်တယ်ဝိတ်ကြချင်တယ်ကိုရဲ့လေးစစ်ပြီးလှပချင်တယ်ဆိုတဲ့အနေထားတစ်ခုမှာစားချင်တာတော့စားလိုက်မယ်ဆိုတော့ဒါကိုကိုကိုမချစ်တာပဲကိုကိုချစ်လို့ကိုပစ္စက်ထဲကိုကိုစားချင်တာရထည့်နေမှာမဟုတ်တကယ်တော့ကိုကိုချစ်တဲ့စိတ်ကလေးနဲနေတယ်လို့ဒါအဲ့လိုထည့်နေတာပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ကို့မှာကိုရဲ့ဒီ self boundaries တွေတစ်ခုရှိရမယ်ပေါ့နော် ဒီဘောင်ကြော်လိုက်ငါမကြိုက်ဘူးဆိုတာမျိုးကိုပြက်ပြက်တတကိုတငယ်ချင်းဆိုရင်တငယ်ချင်းချစ်သူကြီးစားဆိုရင်လည်းချစ်သူကြီးစားမိသားစုဆိုရင်လည်းမိသားစုပေါ့နော်အရန်ဖိုလိုက်ဖြစ်တဲ့ဝေးနဲ့အဲ့ဒါကိုကိုကချပြပြီးတော့ပြော့ပြထားရမယ်အဲ့ဒါမှကိုဘကိုဒီစီးအတိုင်းဝင်းလေးထဲမှာအဲ့ကိုကကယူဆပြီးကိုကကိုချစ်ပြီးတော့နေတဲ့ကိုရဲ့ဟို typical type ပုံစံလေးတစ်ခုခုရှိနေတော့မှဒါအဲ့ဒါအောင်မှတစ်ဖက်လူကတံမိုးထားပြီးချစ်တာပေါ့နော်ချစ်တာအပြင်မှာချစ်တာဆိုတာတစ်ခုတည်းနဲ့တော့ဟို ပြည့်စုံထင်တာပဲဟုတ်တယ်ဟုတ်တယ်เนาะချစ်ချင်းမြတ်တာနောက်မှာတံမိုးထားတာလေးစားတာတို့အဲ့ဒါမိသားစုဝင်ချင်းချင်းမှလည်းပြန်လန်းရှိတယ်ဟုတ်တယ်မိသားစုဝင်ထဲမှာစူးစမ်းနေရလူတယောက်ကိုဆိုလို့ရှိရင်ပို့ပြီးတော့တံမိုးထားပေးတယ်မချစ်ဘူးမဟုတ်သားသမီးနှစ်ယောက်ရှိလို့ရှိရင်နှစ်ယောက်စလုံးချစ်တယ်တကယ်တမ်းပြောအိမ်မှာအိတ်လိုက်စားလိုက်လို့နဲ့သားသမီးကိုပို့ချစ်ရင်နောက်မှချစ်အောင်မှာဒါပေမဲ့လည်း ခုနပြောတဲ့တန်မိုးထားမှုလေးတစ်ခုမှာတော့နည်းနည်းလေးတော့အဲ့လိုမျိုးလေးရှိမှာထင်ရှိတာပေါ့ဟုတ်တယ်ညီမလေးပြောလို့အမလေးဖြတ်ခနဲ့အတွေ့အထိမှာဝင်သွားပါလဲဆိုတော့ကျွန်တော်တို့အစီအစဉ်ဆိုလို့ရှင်နေအအသက်ရွယ်မရွေးအားပေးကြရဲဆိုပေမဲ့အများသောအဖြစ်ကအိမ်မှာနေကြတဲ့အဲအရှင်မတွေဆိုလို့ရှင်လေအများစုအားပေးကြတာရှိရောလေအရှင်မတွေနေရတယ်ဆိုလို့အတွေ့အထိပေါ်သွားတယ်အရှင်မတွေအထူးဖြစ်တဲ့ခါကျရင်ကိုမိဘတွေအထူးဖြစ်အမေပေါ့နော်ပြောနေကြစကားကိုသိကြမှာပါဟုတ်ပါတယ်အိမ်မှာငါဘာမှကြီးပါဆိုပြီးတော့လဲဆိုတော့သူတို့ကအိမ်နောက်တောင်ဝန်တွေကိုဟို အများကြီးတော်တော်ဝင်ယူရတာချက်တာပြုတ်တာနေတိမ်စီတာအထိပြီးလို့ရှိရင်အိမ်မှာရှိတဲ့မိသားစုနေနေမကောင်းဖျားနာတာဆိုတော့အများကြီးလုပ်ပေးရတယ်ဆိုတော့အကျဉ်းများအဖြစ်ဒီလိုမျိုးအိမ်ရှင်မတွေကလေ self love တွေ self care တွေကပျောက်ဆုံးနေတာဟုတ်တယ်သူတို့ကသူတို့တော့ဒါကိုမသိကြဘူးပေါ့နော်အဲ့ခါကျတော့သူလက်အရှိမလည်းပြောခဲ့တယ်အခါကျရင်လူတွေကကိုလှုပ်ပေးလိုက်တဲ့အရာတွေကကိုကတော့ချစ်လွန်းလို့တန်မိုးထားပြီးတော့ဒီအရာတွေကိုသူတို့အတွက်စောက်ရှောက်ပေးတယ်ပြန်ပေးဆက်တယ်ဆိုရင်အခါကျရင်ဒါကိုလက်ခံရတဲ့သူကကျတော့ဒါကိုသူတို့က ဟိုသူ့အတွက်ရားရမယ်အခွင့်အရေးတစ်ခုလို့ညင်သွားတတ်ကြတယ်အဲ့တော့အကြမ်းများဆိုလို့ရှိရင်မိခင်နေအနေနဲ့ဆိုသားသမီးတွေပေါ့သားသမီးတွေအော်ဒါအမေကငါတို့တက်လုပ်ပေးနေအမေကိုလည်းသူတို့ချစ်တာပဲအမေပြင်မန်းနေရလဲသိပြင်မယ်အမေလုပ်ပေးနေတဲ့အရာတွေကငါတို့တက်လုပ်ပေးရတာဆိုတဲ့ဟာကြီးအကျင့်တစ်ခုဖြစ်သွားတဲ့အခါမှာအမေကပြင်မန်းလို့မလုပ်နိုင်တော့တဲ့အခါမျိုးကြလို့ရှိရင်အမေကိုဘယ်သူမှပြန်ပြီးခဲမလုပ်ကြတဲ့အခါမျိုးရှိတတ်ကြအဲ့ကြအမေကရင်ထဲမှာနာကျင်ရတယ်ဆိုတော့သမီးစားမှမဟုတ်ဘူးဒါမိခင်နဲ့သားသမီးမိသားစုတွေ family မှာဆိုလို့ရှိရင်လည်းညင်သားအောင်အမေနဲ့သားသမီးတို့ပြလိုက်တာပေါ့နော်ဒီလင်မယားမှာလည်းဖြစ်နိုင်တယ် င်ဟိုမိဘရင်းနဲ့သားသမီးမှလည်းဖြစ်နိုင်တယ်တကယ်ချင်းမိတ်ဆွေမှလည်းဖြစ်နိုင်တဲ့အခါကျတော့ခုနစုံမုံလည်းပြောသွားတယ် boundary ထားရမယ်ကိုယ့်ရဲ့ပုံစံပါလဲကိုယ်စူးစမ်းနေရပါလဲဆိုတာကိုကြားသားရမယ်ဆိုတော့သူများကိုချစ်ရင်လည်းကိုယ့်ကိုလည်းချစ်ရမယ်အဲ့လိုမျိုးမှန်ကန်တဲ့ပုံစံမျိုးချစ်မှတခြားသူကအော် तू ကဒီလို type play ပါလား तू ကတော့ဒီလိုမျိုး तू လုံးနေတာသူကို तू သူတက်မိုးထားနေတယ်လို့မျိုးသူ့အချိန်เนี่ยငါတို့ဖယ်ပေးနေရပါလားဆိုပြီးတော့နားလည်လာတဲ့အခါမှာနှစ်ဦးနှစ်ဖက် relationship ကလည်းပို့ပြီးတော့အဆင်ပြေလာမယ်လို့ထင်တယ်เนาะဟုတ်တယ်ဟုတ်တယ်အဲတော်တော်အရေးကြီးရဲ့အဲ့ဒါဟုတ်တယ်ဟို သူကကိုရီးယားကြတော့လေအဲ့လိုပဲပေါ့နော်အိမ်အောင်ဦးစီးမှာဆိုရင်လည်းထိုက်ပါတော့အဲဒီလိုမျိုးဟိုအမျိုးသမီးတွေဘက်ကနေဆိုရင်ဒါအမျိုးသမီးဘက်ကတော့အိမ်အောင်တာဝန်ပို့ပြီးတော့တာဝန်ယူရတယ်အဲမိသားစုတာဝန်မှာဆိုရင်ဟိုထားလိုက်ပါတော့စီးပွားနဲ့ပတ်သက်ပြီးတော့ဟိုဒါလင်ယောက်ျားဘက်ကနေတာဝန်ယူရဲဆိုရင်မိန်းမသားဘက်ကနေရကြတော့ကိုသားသမီးအတွက်အိမ်ရဲ့တာဝန်တွေအားလုံးကိုတာဝန်ယူထားရတယ်။ဟုတ်တယ်။အဲ့ဒါဆိုရင်မိန်းမသားတွေဘက်ကကြတော့ မျိုးသားတွေချစ်တာကိုခံကျင်တယ်။သားသမီးတွေချစ်တာကိုခံကျင်တယ်။ဘာပဲပြောရဲသမီးစားမှာဆိုရင်လည်းမိန်းကလေးကယောက်ျားလေးချစ်တာခံကျင်တယ်။ယောက်ျားလေးမိန်းကလေးချစ်တာခံကျင်တယ်။ဒါပေမဲ့ခုနကပြောသလိုပေါ့အဲ့လို boundary မရှိထားတဲ့အခါမျိုးကြတော့အဲ့အချိန်မှာဘာလဲဆိုကိုကငါ့ကိုချစ်ပေးပါငါ့ကိုချစ်ပေးပါဆိုပြီးတော့တောင်းဆိုရင်တောင်းဆိုရင်နဲ့သူ့အကြိုက်တွေလိုက်ပြီးတော့ကိုလိုချင်တာပြန်မရတဲ့အချိန်ကျရင်ချေကုန်လက်ပန်းကျသွားတယ်။ဟုတ်တယ်။အဲ့ခါကျတော့လူကဘာဖြစ်လာလဲဆိုတော့ဟိုဘလောက်ပဲစူးစမ်းစူးစမ်းငါဘက်ကဘလောက်စူးစမ်းစူးစမ်းအချင်းနှီးပါပဲလားဆိုပြီးတော့ ကိုကိုကိုဖြက်စီးရကြမလို့လား depression စိတ်တက်တာကြာလားဟုတ်တယ်ခံစားချက်တွေပါဝင်လားဆိုတော့အဲခုနပြောလို့ပေါ့နော်အကောင်းဆုံးကိုယ့်ဘက်ကဟိုရကျင်နေဆိုရင်ကိုယ့်ဘက်ကနေပြီးတော့လေပေးရမှာပေါ့နော်အဲ့တော့ပေးမယ်ဆိုရင်လည်းကိုကိုကိုအရင်ဆုံးချစ်ပြီးတော့ကိုကိုကိုအရင်ပေးထားအောင်အဲ့ဒါမှအဲကိုယ့်ဘက်ကအကောင်းဆုံးနေကိုဟိုကိုရဲ့ဒါမိသားစုပဲဖြစ်ဖြစ်ချစ်သူကြီးစားပဲဖြစ်ပြန်မျှပေးနိုင်တာပေါ့နော်ဟုတ်ပါတယ်နော်ဟုတ်တယ်ကိုကိုလည်း ကောက်ကောက်မုံနေတိဆောက်ဖို့ကလိုတယ်။တိဆောက်ဖို့လိုတယ်။ပြီးတော့လေကိုကိုကိုချစ်တယ်ကိုကိုချစ်ရမယ်ဆိုလို့ရှင်များသောအဖြစ်ကားစုမတို့ဒီမြန်မာနိုင်ငံမှာရှိတဲ့မိသားစုတွေ family တွေတော်တော်များများကိုကိုကိုချစ်ရမယ်ဆိုရဲဟာခေါင်းစဉ်ကအနှင်းငယ်တော့စိတ်နဲ့ကိုရင်းနဲ့တကယ်တော့အဲ့တော့အခုလို့စုမတို့ဒီခေါင်းစဉ်ဆွေးနွေးတဲ့အခါဆိုလို့ရှင်တော့ပြောမှာကိုကိုကိုဘယ်လိုချစ်ရမလဲပေါ့နော်ချစ်လိုက်တာချစ်လိုက်တာဆိုကိုကိုကိုလည်းပြန်ဖက်လို့မှမရဘူးဒီလောက်ပဲမိတာလေနော်အဲ့ခါကျတော့ကိုကိုဘယ်လိုပြန်ချစ်ရမလဲဆိုတော့လေတကယ်ကိုလုံးဝအရန်အခြေခံကြတဲ့နီလန်ကပါလဲဆိုတော့ကျမ်းမာတဲ့နေထိုင်စားသတ်မှုပုံစံနဲ့ကိုကိုကိုဟို ကိုကိုကိုထရိတ်လောက်တာမျိုးပေါ့เนาะအဲ့လိုမျိုးလေးနေလို့ရတယ်ပြီးတော့ကျန်းမာတဲ့နေထိုင်စားသောက်မှုဆိုတဲ့နေရာမှာနေထိုင်တာရောစားသောက်တာရော physically လုပ်လို့ရတယ်အဲ့မှာကျန်းမာရဲဆိုတဲ့အကြောင်းအရာဘာလဲဆိုတော့ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောပေါ့เนาะအဲ့တော့လေ့ကျင့်ခန်းဆိုတဲ့နေရာမှာအာထားပါတော့ယောဂလောက်တာပဲဖြစ်ဖြစ် meditation လောက်ပဲတရားလေးပဲထိုင်မယ်ဆိုရင်တော့မှကိုယ့်ရဲ့စိတ်မှာတနေ့တာ အဆက်ပြီးတော့လှုပ်ဆောင်ရမယ့်အလုပ်တွေအတွက်ပို့ပြီးတော့ကြီးကြီးလင်းလင်းအေးချမ်းချမ်းရှိတာမျိုးပေါ့နော်အစားရှိတဲ့ဖြစ်ကို့အတွက်ဘာကောင်းလဲဆိုတဲ့ဟာလေးတွေပေါ့သူများရှေ့ကသွားပြီးတော့သူများထားဒီဘက်တစ်ပင်ကတစ်ကန်ကိုချိုးပြီးတော့ကိုယ့်ရဲ့တစ်ဒီဘက်တစ်ပင်မှာဆိုက်လက်တာမျိုးမဟုတ်ဘဲနဲ့ကို့ဘက်ကိုပြန်ပြီးတော့ grow ဖြစ်အောင်စိမ့်လန်းစုပြေပြီးတော့လှပနေအောင်စိတ်ရောကိုယ်ပါဘလိုမျိုးလေးနေထိုင်မလဲဆိုတဲ့နီးလန်းတွေကိုတည်ုံနေမဟုတ်ဘဲနဲ့အဲ့နီးလန်းတိုင်းကိုယ်ကလိုက်ပါနေထိုင်မယ်ဆိုလို့ရှိရင်ဒါကို့ကိုကိုချစ်တာပါပဲလို့နော်မှန်ပါတယ်ကိုကိုကျမ်းမာအောင်ပျော်ရွှင်အောင်ပြီးတော့တိုးတက်အောင် တူတက်ဟုတ်တယ်တူတက်အောင် relationship တွေမှာလည်းနှစ်ယောက်မှာတယောက်နဲ့တူတက်နေလို့မရအောင်နှစ်ယောက်တူတူတက်တဲ့အခါမှာအဲ့ဒီဘဝလေးကပို့ပြီးတော့ပျော်ရွှင်ပြီးတော့ပြည့်စုံတာဆိုတော့အဲ့ဒီချက်လေးမှန်ကန်တဲ့ချက်လေးမှတော့သိထားဖို့လိုတာပါဟုတ်တယ်ဟုတ်တယ်အဲ့တော့ဒါအချစ်ခံခြင်းဟိုကိုကလည်းကိုကိုကိုချစ်နေရခါကျရင်လည်းအတ္တလည်းကြီးလို့မရပြန်ဟုတ်ပါရဲ့အဲ့တော့ဒီအချစ်ခံခြင်းလို့ဆိုရဲအတ္တလည်းထားလို့မရတော့အမြဲတမ်းညီညီမျှမျှပေးရတော့အကောင်းဆုံးပဲပေါ့နော်ဟုတ်ပါရဲ့ရှင် <Okay. S 2> <Okay. S 1> 今天日睇下有不個你讲唔好不好？我吃吧，冇啊，我嘅，冇喏。而家我搜問了没有说说哎。 ဟုတ်တယ်စစောထားပြောတိယုံမဲမဟုတ်လိုက်လုံးမဆိုမသိကိုစူသွားတယ်လို့ပြောတာဟုတ်တယ်တကယ်ဟဲ့ငါ့ကိုပြောနေရပဲငါ့ကိုပြောနေရကိုကိုကကိုကကိုအဲ့လိုထိသွားတာပေါ့ခါတလေလဲစမှုလို့လဲဒါပေါ့နော်ဟိုအကုန်လုံးက presenter ကြီးဆိုတော့ကောင်းမွန်တဲ့နီးလန်းကောင်းတွေပြီးတော့ပရိသတ်တွေကိုမျှဝေတယ်ဒါပေမဲ့အဲ့လိုလူသားတွေရဲ့ဖြစ်တည်မှုကိုယ်တိုင်ကအဲ့ဟာတရားရဂန်လုံးလိုက်လို့ပိုခိုင်းတာဖြစ်တဲ့အတွက်စမှုပြောသွားတဲ့အထက်မှာလဲစမှုတရားရဂန်လုံးလိုက်မလို့ဖြစ်လာမဖြစ်ဘူးပေါ့နော်ဒါပေမဲ့တက်နိုင်များစူးစမ်းနေပါပဲဟုတ်တယ်နော်တည်လဲတည်ရမယ်စူးလဲစူးစမ်းကြဟုတ်တယ်ဟုတ်တယ်